တက္ကသိုလ်ဝန်ထမ်းစာမေးပွဲဂရိတ်တွဲဖြေဆိုခန်းဤចောင်းသားတူဖြစ်တဲ့မောင်ကောင်းခန့်ကျော်ပျောက်ဆုံးနေပြည်သက်ကြီးရှင်ရွှေချင်းမျိုးနယ်မှာ တက္ကသိုလ်ဝန်ထမ်းစာမေးပွဲဖြေဆိုမဲ့ចောင်းသားတူပျောက်ဆုံးနေပြီးစာမေးပွဲဖြေဆိုခန်းဤအချိန်ရက်ထိပြန်လည်တွေ့ရှိခြင်းမရှိတာဖြစ်တယ်လို့သိရပါတယ် ဘကိုးတိုင်းဒေသကြီးရွှေကျင်မြို့နယ်တကွန်တိုင်းကြီးရွာမှာနေထိုင်တဲ့2025ခုနှစ်တက္ကသိုလ်ဝန်ထမ်းစာမေးပွဲဂရိတ်တွဲကိုဖြေဆိုမဲ့အကြောင်းသားတဦးပျောက်ဆုံးနေတာဟောင်းတပတ်ခန့်ကြာမြင့်နေတာဖြစ်ပြီးဒီကနေ့အထိပြန်လည်တွေ့ရှိခြင်းမရှိသေးဘူးလို့သက်ဆိုင်ရာမိသားစုအတိုင်းဝိုင်းထံမှသိရှိရပါတယ်။ ပျောက်ဆုံးနေသောចောင်းသားမှာရွှေကျင်မြို့နယ်တကွန်တိုင်းကျေးရွာနေမောင်ကောင်းခန့်ကျော်အသက်၁၈နှစ်ဖြစ်ပြီး၎င်းမှာတကွန်တိုင်းအားထကတက္ကသိုလ်ဝန်ထမ်း grade တွဲမှာပညာသင်ကြားနေသူဖြစ်ကစာတော်သောចောင်းသားတဦးဖြစ်တယ်လို့လည်းသိရပါတယ်ပညာရေးထူးချွန်စုလူမှုထူးချွန်စုတိုင်းဒေသကြီးကိုစားပြုအစဉ်အထိရရှိခဲ့တဲ့အကြောင်းသားတဦးလည်းဖြစ်ပါတယ်။မောင်ကောင်းခန့်ကျော်ဟာဖခင်ဖြစ်သူတိတ်ဆုံသွားပြီဖြစ်ပြီးမိခင်တဦးလည်းသာရှိတော်သူဖြစ်ပါတယ်။ ဖြစ်စဉ်ကတော့17ရက်3လ2025ရက်နေ့မှာဒဂွန်နိုင်ရွာကနေရွှေကျင်မြို့ကိုကျူးရှင်တက်ဖို့အတွက် ECA ဆိုင်ကယ်နဲ့သွားရောက်ရှာကနေတောင်ဘက်ကန်းအရောက်လူနှစ်ဦးကဖမ်းဆီးကဆိုင်ကယ်ကြားမှာရှင်းနောက်ညက်က ခေါ်သွားတယ်လို့လည်းတွေးရှိသူတချို့ကပြောကြားထားတာလည်းဖြစ်ပါတယ်။ မကောင်ခန့်ကျော်ဟာယနေ့မှစတင်ကျင်းပတဲ့ Grade 12ဆာမီဝဲကိုဖြေဆိုမဲ့ကျောင်းသားဖြစ်တာကြောင့်ရွှေကျင်မျိုးနယ်မှာနေတဲ့ပြည်သူတရက်လုံးကအဆင်မကောင်းဖြစ်နေပြီးသူတို့ရဲ့သားသမီးတွေအတွက်ပါစိုးရိမ်ထိတ်လန့်မှုတွေခံစားနေကြရတယ်လို့လည်းသိရပါတယ်။မကောင်ခန့်ကျော်ရဲ့မိသားစုဝင်တွေကတော့ဖန်ဆီးခေါ်ဆောင်သွားသူတွေအနေနဲ့ဘယ်လိုအကြောင်းမဲ့ရှိနေပါစေ Grade 12ဆာမီဝဲဖြေဖို့ရန်အတွက်အမိပြန်လွတ်ပေးဖို့မြစ်တာရက်ခံထားတာလည်းဖြစ်ပါတယ်။ မောင်ကောင်းခန့်ကျော်ကိုတွေ့ရှိခဲ့တဲ့ဆိုရင်လေမိသားစုဝင်တွေစီကိုအကြောင်းကြားပေးကြဖို့အတွက်တောင်းဆိုထားတာလည်းဖြစ်ပါတယ်။